အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်ကစိုးဝင်းကိုအရေးပါသော အစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှထုတ်ပြန်စစ်ဘက်ဆိုင်ရာတွင်လည်းစိုးဝင်းအစာကြော်စွာလင်းကိုအဓိကဆုံးဖြတ်ခွင့်တာဝန်များပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်စစ်ကောင်ဆောင်မြောင်းလိုင်ကစိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနှင့် ဗဟုကော်မတီညမှပေးထုတ်လိုက်ကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်မြစ်ဤပြောဆိုချက်နှင့်စစ်တပ်ကထုတ်ပြန်ထားသောပြန်နှံ့များအရာသိရှိရပါသည်ဇူလိုင်လ31ရက်နေ့စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကအစိုးရသည့်ပုံစံပြန်လည်ဖွဲ့စည်းခဲ့ရာတွင်ရခင်ကစိုးဝင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားအစ်စ်ကော်မတီနှင့်ဗဟုကော်မတီများတွင်စိုးဝင်းကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘဲမြောက်လိုင်းနှင့်နိုင်ငံတော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသူမျိုးစောတို့ကသာအ धिक ဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်း နိုင်ငံအတွဲအရေးပါသောအမျိုးသားအဆင့်ကော်မတီနှင့်ဗဟိုကော်မတီ73ခုထပ်မံတွင်စိုးဝင်းကိုဖဲထုတ်လိုက်ကြောင်းသိရှိရပါသည်။ရခိုင်ကစိုးဝင်းကဦးဆောင်သူအဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဗန္နာယီကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းအောင်လှိုင်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးမျိုးစုံကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားပြီးစိုးဝင်းကိုလုံးဝထဲသွင်းဖွဲ့စည်းခြင်းမပြုတော်သည်ကိုတွေ့ရှိရသည်။စိုးဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင် ပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌအဖြစ်၎င်းတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီတွင်လည်းဖွင့်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌအဖြစ်၎င်းလျှံမြင်းနှင့်အခြားမြင်များတိတ်စီမှုပြည်လဲစီစီရေးကော်မတီတွင်လည်းညိုစောကိုဥက္ကဋ္ဌအဖြစ်၎င်းခန့်အပ်ချပါသည်စည်းဝါးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကြသောအသေးစားအငယ်စားနှင့်အလက်စားစည်းဝါးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအစ်စ်ကော်မတီတွင်လည်းမင်းအောင်လိုင်ကဥက္ကဋ္ဌမျိုးစောဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးစိုးဝင်းကိုလုံးဝဖဲထုတ်လိုက်ကြောင်း ်စက်မှုလုပ်ငန်းနဲ့စက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမျိုးစောကဥက္ကဋ္ဌဖြစ်၎င်းမြမအထူးစည်းပွားရေးဆောင်ဆိုင်ရာစီမံခန့်ခွဲရေးဗဟိုအဖွဲ့တွင်မျိုးစောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှလုံးဝပါဝင်ခြင်းမရှိတော့ပေ။တို့ရတွင်အုတ်ချုပ်ရရနေရတွင်အကြီးကအရေးမကြီးသောကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုထည့်သွင်းဖွဲ့စည်းထားသည်ကိုတွေ့ရှိရပြီး ကုံနူးဆောင်ဘွဲတစိတ်ချင်းမြင့်ရေးစီစီရေးအဖွဲ့တွင်စိုးဝင်းကိုနာယကအဖြစ်လက်ကောင်းနေဆက်ဒေတာနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်စိုးဝင်းကိုဒုတိယဥက္ကဋ္ဌအဖြစ်လက်ကောင်းပါဝင်ဖွဲ့စည်းထားသည်အလားတူစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးများတွင်လည်းကြီးရည်လီညှိနှိုင်းကိုကဲ့ရင်မူဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမေအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားပြီးစိုးဝင်းမှစစ်ဘက်ရေးရာတွင်လည်းလှုပ်ပိုင်ခွင့်နှေးလာကြောင်းသိရပါသည်စစ်ဘက်ရောအရက်ဘက်ရောမှဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနှေးလာတာတွေ့ရပါသည် ဒါကနှစ်ဦးချောင်းမှအဆင်မပြေလို့ဆိုတာထက်တချို့ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ဒူးချုပ်ရဲ့ဩစာနဲ့အာနာကျဆင်းအောင်ရောချမှုလို့ပြောလို့ရပါတယ်။ကြန့်ခန့်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒူးဗိုလ်ချုပ်ကြီးတွေမှလည်းဒူးတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ဒူတက်ချုပ်ရဲ့လူတော်တော်များများစစ်ဖက်ရောအရက်ဖက်မှာပါနေရာမရတာများပါတယ်ဟုနေပြီးတော့စစ်ဖက်သတင်းရေးမြစ်ကတုံ့သက်ပြောဆိုပါတယ် ဆက်လက်ပြီးစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်၃ဦးကိုတနက်တလက်ဘုံတလုံးနဲ့အတူ PDF တွေဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းစောမြို့နယ်မှာစစ်ကောင်စီရဲ့တက်ကြက်ကြီးနဲ့ဒူးတက်ကြက်တွေကိုတနက်တလက်ဘုံတလုံးနဲ့အတူအောက်တိုဘာ၁၇ရက်နဲ့၁၂ရက်နေ့တွေမှာဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဖမ်းမိတဲ့စစ်ကောင်စီတပ်သားတွေကကြောက်ထူမျိုးအခြေစိုက်အမြောက်တပ်အမှန်368နဲ့စောမြို့ရဲစခန်းကတည်ရပါတယ်။ မနေ့က2ယောက်ဒီနေ့က1ယောက်အလုံးပေါင်း3ယောက်ပုံ2ယောက်ကတော့သူတို့တက်ထဲမှာမနေ့ကျင်းတို့ထွက်ပြေးကြတာရဲဘော်တွေကဖမ်းမိထားတာတယောက်ကတော့စစ်မင်းနေတုံးပဲအချက်လက်တွေအကုန်လုံးကိုသက်ဆိုင်ရာခရိုင်စစ်ဌာနကိုတင်ပြထားပြီးပါပြီလို့ NUG ကောက်ွက်ရေးဝန်ကြီးဌာနရောပြူဟာတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီတက်ထဲမှာမနေ့ကျင်းတို့ထွက်ပြေးလာတာဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားတယ်လို့သူတို့ကအတည်ပြုထားပါတယ်ဖမ်းမိတဲ့အထက်အတူတလက်နဲ့လက်ပြပုံတစ်လုံးပါတယ်လို့ရောပြူဟာတပ်ဖွဲ့ဝင်တအူကပြောပါတယ် ထွက်ပြေးသွားတဲ့တပ်သားတွေကိုစစ်တပ်ကစစ်ကြောင်းထိုးရှာနေတယ်လို့လည်းရောသတင်းရင်းမြစ်အချို့ကဆိုပါတယ်။မနေ့ကရုံမြို့ကြီးရွာတွေကိုအင်အားတရာကျော်နဲ့ဖွင့်ရှာတယ်။ညနေပိုင်းပဲကြောက်ထုအမြောက်တပ်ထဲပြန်ဆုတ်သွားတယ်လို့ရောဒီတာကန်တအူကပြောပါတယ်။လက်ရှိစစ်တပ်ကကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိတဲ့မကွေးတိုင်းပေါ့မြို့နယ်ဘက်ကနေထီလင်းမြို့နယ်ကိုစစ်ကြောင်းထိုးနေတာရှိပြီးတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။